မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းရွှေဘိုခရိုင်ချင်းဆက်လမ်းမိုက်မှာငွေကြေးတောင်းရမ်းနေတဲ့စစ်သားများကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်က10ဦးထက်မနည်းတေဆုံးနိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ26ရက်နေ့မနက်10:00ကျော်ကမှသကိုင်းရွှေဘုခရိုင်ချင်းဆက်လန်းသကိုင်းမုံရွာတန်လန်းဆောင်မှာလမ်းသွာလမ်းလာခီးသွားပြည်သူများကိုဖမ်းဆီးခြင်းငွေကြေးတောင်းရန်ခြင်းများကိုပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ရာစစ်ကားတစ်စီးမိုင်းထိမှန်သွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား ဆယ်ဦးထက်မနည်းလဲကျခဲ့ပြီးတော့တေဆုံးမှုတွေရှိနိုင်တယ်လို့သိရပါဗါတယ်။တေဆုံးသွားတဲ့စစ်သားများနဲ့ဒဏ်ရာရှိတဲ့စစ်ကောင်စီတပ်သားများကိုသခိုင်းမျိုးတွင်ကလူနာတင်ကားများနဲ့လာရောက်တေဆောင်သွားပြီးတော့တော်လိုင်းရဲဘော်များကတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါ။မြို့ area အတွင်းမှာဆိုတော့တရင်အတိအကျမထောက်လန်းနိုင်ဘူး။စစ်ခွေးဆယ်ကောင်ထက်မနည်းတေဆုံးနိုင်ပါတယ်။ ပလက်လန်လဲကြတဲ့စစ်ခွေးဆယ်ကောင်မိုင်းလေးလုံးထိတော့လမ်းဘေးကိုလွင့်ကျသွားတယ်လို့သခိုင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုသခိုင်းမျိုးနဲ့ဇုံလေးပကဖတာဝန်ခံကိုဂျိုးဦးဆောင်တဲ့အဖွဲ့နဲ့ပြင်းလွင်ခရိုင်ရတနာဘုံဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းကျွန်းစုမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်သည်မောကိုနှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ22ရက်နေ့မနက်10:00နာရီခန့်မှာကျွန်းစုမြို့နယ်ဗရဏဲကြေးရွာအုပ်စုမန်းကြီးမြေအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့ရေတပ်နဲ့ပြူစောတိများပူးပေါင်းစစ်ကြောင်းထုတ်လာတာကိုတော်လိုင်းတပ်ဖွဲ့များကစုံစမ်းထောက်လန်းရန်တွားရောက်တဲ့အချိန်မန်းကြီးမြေအနီးမှာအသင့်ဆောင်ဆိုင်နေတဲ့ပြူစောတိလေငယ်3စီးနဲ့ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အပြန်လန်ပစ်ခတ်မှုဟာမင်းနဲ့အနေငယ်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကပြူစောတိတပ်ဖွဲ့ဝင်များဘက်ကထိခိုက်မှုရှိမရှိကိုတော့စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။ အလားတူပဲမေလ23ရက်နေ့မွန်လွဲ2နာရီခန့်အချိန်မှာရှော်တော်မော်ကြေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တင်းပေါ်116ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တနင်္သာရီကာကွယ်ရေးပျောက်ကြားတနင်္သာရီပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်အတွင်းစစ်ကောင်စီနဲ့ပြူစောထီတို့ပူးပေါင်းပြီးတော့ငွေကြေးကောက်ခံနေတဲ့ပန်းတော်ဂိတ်စခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဝဲခရိုင်တရချောင်းမြို့ပန်းတော်ရက်ွက်တန်တရားထိပ်မှာရှိတဲ့စစ်ကောင်စီနဲ့ပြူစောထီပူးပေါင်းထိုင်ထားတဲ့ပန်းတော်ဂိတ်စခန်းကိုမေလ25ရက်နေ့မနက်အစောပိုင်းကနိုင်ဝက်ခန့်ကြောင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဒေါင်းညီနောင်စစ်ကြောင်းကပြောဆိုထားပါတယ်။ ၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများရှိနိုင်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်ကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပန်းတော်ဂိတ်စခန်းကိုတိုက်ခိုက်မှုကိုတမဟာ6တရဲ29ကော်တူလေးအာမီ KDLA နဲ့ဒေါင်းညီနောင်စစ်ကြောင်းတို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းဒေါင်းညီနောင်စစ်ကြောင်းနဲ့ပူပေါင်းတပ်ဖွဲ့များကလောင်းလုံးမြို့အတွင်းမှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ပသိမ်မုံရွာလမ်းမိုက်မှာစစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ရင်တစည်းနဲ့စိုက်ကယ်တစည်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့နေ့လယ်3နာရီခန့်ကပသိမ်မုံရွာလမ်းအတိုင်း light truck တစည်းစိုက်ကယ်တစည်းနဲ့လာတဲ့အင်အား15ဦးခန့်ပါတဲ့စစ်ကောင်စီတပ်ကိုခင်ဘလူကျေးရွာအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကြာချိန်မိနစ်20ပဲကြာပါတယ်။ ကြီးမလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့မင်းဘူးခရိုင်တပ်ရင်းတစ်ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က၄ဦးထက်မနည်းတေဆုံးပြီးတော့9ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့အဲ့ဒီတာဝန်ရှိသူကဆက်လက်ပြောပြခဲ့ပါဗျ။တိုက်ခိုက်မှုကိုမင်းဘူးခရိုင်တပ်ရင်းတစ်တပ်ခွဲ၃တောင်းညီနောင်တပ်ကလက်နက်ငယ်များနဲ့ပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါဗျ။မကွေးတိုင်းဆက်လင်းမြို့နယ်မင်းဘူးမြို့နယ်နဲ့ပွဲ့ဖြူမြို့နယ်တို့ကိုဖျက်ဆီးသွားနေတဲ့ပသိမ်မုံရွာလမ်းပိုင်းမှာစစ်ကောင်စီတပ်က တော်လိုက်တပ်ဖွဲ့များအားမကြာခဏဆိုသလိုလက်ဦးမှုယူပြီးတော့ချောင်းမြောင်ပြက်ခတ်မှုများရှိခဲ့တော့လဲအခုတကြိမ်ကတော့စစ်ကောင်စီတပ်များအလစ်အငိုက်တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့သိရပါဗယ်မေလ10ရက်နေ့ကလည်းဆက်လင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတရတော်နယ်မြေရဲစခန်းကိုမင်းဘူးခရိုင်အမှတ်1တရင်ကရဲဘော်များကစီးနင်းတိုက်ခိုက်ခဲ့ပြီးတော့စခန်းသိမ်းရန်ပြင်ဆင်ထားခဲ့တော့လဲသတင်းပေါက်ကြားမှုကြောင့်မအောင်မြင်ခဲ့ဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေမှာစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေကိုထွက်ပြေးတိမ်းရှောင်မှုမရှိစေရေးအတွက်စစ်ကောင်စီကတင်းကျပ်တဲ့ကန့်သက်ချုပ်ချယ်မှုတွေအပါအဝင်နီလန်းပေါင်းစုံကိုတုံးပြီးတော့စောင့်ကြည့်ထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခြေခံစစ်မှုထမ်းတင်တဲ့အမှတ်စဉ်3တက်ရောက်ဖို့အတွက်မန္တလေးမြို့အနီးဝန်းကျင်ကကျေးရွာမှာတရွာကိုပြန်မြလူဦးရေ9ဦးကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မဲလိုက်ပြီးတော့ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ရွာအဝင်ထွက်ကိုပိတ်ပြီးတော့စစ်တာတချို့ရွာတွေမှာဆိုအလုတ်သွားဖို့တောင်ခွင့်မပြုဘူး။အုပ်ကြီးတွေကလည်းမဲပေါက်ထားတဲ့သူတွေရဲ့မိသားစုတွေကိုထွက်မပြေးအောင်လို့နေတိုင်းကိုလာပြီးတော့ချိန်ချောက်နေတာလို့နွယ်နေရွာကန်တအုပ်ကပြောပြပါဗါးမန္တလေးမြို့အနီးကကျေးရွာပေါင်း20ကျော်ကဒေသခံတွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လှုပ်ဆောင်နေတာဖြစ်ပြီးတော့အခုလိုမျိုးပိတ်ဆို့တင်းကျပ်မှုဟာမဲပေါက်သူကိုစစ်တင်နဲ့တတ်ဖို့လာရောက်ခေါ်ယူမှုမပြုမချင်းလှုပ်ဆောင်မှာဖြစ်တယ်လို့ကျေးရွာအုပ်ချုပ်ရေးမှုတွေက ချင်းချောက်ပြောဆိုထားတယ်လို့ဆိုပါတယ်အခုလိုမျိုးစစ်မှုထမ်းမှုအတွက်မဲပေါက်တဲ့သူတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာကြောင့်ကျေးရွာကနေမန္တလေးမြို့ပေါ်ကိုသွားရောက်ကအလုတ်လုတ်ကန်ကြမဲ့အလုတ်သမားတွေအနေနဲ့ခက်ခဲမှုတွေရှိနေတယ်လို့သိရပါတယ်စစ်မှုမထမ်းမနေရဥပဒေကိုနီးဥပဒေမရှိသေးဘဲနဲ့စစ်ကောင်စီကဖေဖော်ဝါရီလမှာအသက်သွင်းပြီးတဲ့နောက်ပိုင်းစစ်တပ်နဲ့တက်ရောက်ဖို့အတွက်ဆင့်ခေါ်မှုတွေဇက်တိုက်ပြုတ်လုပ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရန်ကုန်မြို့မှာစစ်ကောင်စီတပ်သားများပုံမိုပြီးတော့ကင်းလှည့်လာပြီးတော့ရဲစခန်းတချို့မှာလည်းလုံခြုံရေးစီးကိုနောက်တစ်ထပ်ထပ်တိုးပြီးတော့ချလာတာကိုတွေ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀23ခုနှစ်အောက်တိုဘာလကစတင်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲများစတင်ချိန်ကတည်းကစစ်အင်အားညှော်နေလာတဲ့စစ်ကောင်စီကရန်ကုန်မြို့မှာပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းကကင်းလှည့်မှုတွေပုံမိုများပြားလာတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်လမ်းထဲအထိကိုကင်းလှည့်တာတွေမရှိတာတော်တော်ကြာနေပြီးအခုရက်ပိုင်းပြန်လှုပ်လာတယ်လို့ ပါကေတမျိုးနယ်ကကုမ္ပဏီဝန်ထမ်းတဦးကပြောပြလာပါဗါးဒါအပြင်ရဲစခန်းတချို့မှာလည်းလုံခြုံရေးတားမြစ် area ကိုထတ်တိုးချလာပြီးတော့လုံခြုံရေးပို့ချလာပြီးရဲစခန်းအရှိတိမှတ်တိုင်များကိုလည်းတခြားနေရာတစ်ခုကိုရွှေ့ပြောင်းခြင်းတွေလည်းရှိနေတယ်လို့တွေ့ရပါတယ်။တူဝနာစခန်းရှိကမှတ်တိုင်မှာရွှေ့လိုက်ပြီးတော့အပြင်လူတွေပေးမဝင်တော့ဘူး။အဲ့ဒီနေရာကိုလည်းဘန်ဂါတွေထတ်တိုးပြီးတော့စောက်ထားတာတွေ့ရတယ်လို့ရန်ကုန်မြို့ကန်တဦးကပြောပါတယ်။အရင်လာများကရဲသို့မဟုတ်စစ်သားတဦးစီသာစောင့်တော့တယ်။ဘန်ဂါများမှလည်းနှစ်ယောက်သို့မဟုတ် ၃ရောက်စောင့်လာတာတွေပြန်ရှိလာတယ်လို့တွေ့နေရပါတယ်စစ်ကောင်စီက2023ခုနှစ်နှစ်ကုန်ပိုင်းကစပြီးတော့စစ်ရေးအထိနာခဲ့ရာ1027စစ်ရေးကာလစကတည်းကရန်ကုန်မြို့မှာလုံခြုံရေးအင်အားလျှော့ချထားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ